ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့မဟာနွေ Audio Book Channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မှာတော့စာရေးသူကိုပိုက်ရေးသားထားတဲ့တောင်ဆောင်စရိတ်ဇလန်လေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီဇလန်လေးကိုတော့ဇူလိုင်လ2000ခုနှစ်လှုပ်ဝဲစံကြံမဂ္ဂဇင်းမှာရှင်းသားတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဇလန်လေးမစတဲ့ငယ်ကျမတို့ရဲ့ Channel ကို Like and Subscribe လေးနှိပ်ပြီးတော့အားပေးခဲ့ဖို့လည်းမမေ့ပါနဲ့နော် ကိတဆင်ပြည်သက်တင်နာစေမတီဇလန်လေးကိုခွေစတဲ့ပေးလိုက်တော့မယ်ဒီတခါတော့ပြင်ပြေတောင်းဖြစ်ကဲကျွန်တော်တယောက်တည်းလမ်းမကဲချီပြီးထိုတီကထူဆန်းလာခြင်းတူတီမဟုတ်စေတနာမဟုတ်ခြင်းဆိုညာကာလန်ဒေတန်အရာတော်ဖြင့်တရိစုတီကိုမိတ်ဆွေရင်ချပါမသဘောထားရှင်တွဲနေရလိမ့်မယ်ဘာကြောင့်လဲဆိုတော့ယခုကျွန်တော်ရောက်နေတဲ့တောတီကသွားလာနေကြောင့်မစိမ့်သောဘကိုးရိုးမရှိတော့မဟုတ်ပါရန်ဖန်ရန်ခါဆိုလိုရောက်တဲ့တိတ် အလဲယုံမတော်လည်းမဟုတ်တခါမျှမရောက်ဘူးရိယခုမှတချိန်တခါပဲရောက်ဘူးရိအနောက်ဖက်ယုံမတော်ပဲဖြစ်တဲ့ဒီပြင်ခါတိုင်းတောမောက်လဲစားပြောက်ခင်းစင်များကအဖော်များဖြင့်တရဲတွေနဲ့ဖြစ်ပေမဲ့ယခုမှကတယောက်တည်းဖြစ်ပါရင်ဒါကြောင့်လက်နှစ်ပင်ကိုယ်နဲ့မကွာရှိပေမဲ့တောင်ကယ်မြင့်သောစိန်သောတောပြီမှုညီတိတိုင်းရင်တရိษံများရှိသေးလေအတတ်မသိနိုင်နေတာကြောင့်မျက်စိဖွင့်နားဆင့်သွားတဲ့နားတဲ့နဲ့ မပြည့်အာယုံထားနေရခြင်းကြောင့်ဒုက္ခတစ်မျိုးဝင်ဖြစ်ခြင်းသူဖြစ်ရံဖန်ရံကဆိုလိုငါတားကောင်ဘွားရှောက်သွားနေပြီလားအဲ့လိုပဲတွေးမိတယ်မုတ်ဆိုးကြီးလှိုင်ညမုတ်ဆိုးလင်းမြက်လှိုင်တို့နဲ့လူ껙ခဲ့တီမှာယခုချိန်ထိဆိုရင်နှစ်နာရီခန့်ရှိတော့မေးတဝူးရဲ့လို့အတန်ပေးခေါ်ပြီးတော့ရှောက်ဖေးသွားလာနေပြီမေးတုံးပြန်အော်ရန်ကတက်တဲ့ပဲမကြားရချင်းခဲ့ချေပြီးအပေါင်ဖို့များနှင့်လန်စာ껙ရပုံကတော့မထူးဆန်းလားချင်း လိုင်ညွတ်ပြစ်လိုက်၍တံရများနှင့်ပြေးထွက်သွားပြီးတော်ဝင်နောက်ကိုလူစုခွဲပြီးဖြန့်လိုက်ကြရမှပြန်မဆုံးကြခြင်းဖြစ်သည်သူဖြစ်ရခြင်းသည်ဤတော်ဤတော်အောက်ပေါင်းရှုပ်၏ခြုံထဲထူထပ်သောကြောင့်ဖြစ်ပါ၏ကိုနှစ်စိမ့်သောတော်၏ပထဝီအနေထောင်းတောင်ကျော်အနေညင့်ကိုတရီမထာမိခြင်းကြောင့်ဖြစ်သည်တောင်ကံမြင့်လျင်တောင်ဆွေသူတွေတောင်ကံနေရင်တောင်ဆွေစီတွေခရော့ကတောင်ကံမြင့်သည်ဖြစ်၍တာကောင်းနောက်ကိုလိုက်ရင် တောင်ဆယ်ပြည့်တို့တစ်ခုပြီးတစ်ခုကျော်ပြီးချက်ကျော်လာရခါနေမမမီးနဲ့အများပြားလာသည့်ဖြစ်ခြင်းကြောင့်လန်စပြောက်ခဲ့ရခြင်းဖြစ်တဲ့ဘလို့တတ်နိုင်မလဲလင်းမြက်လှိုင်နဲ့လှိုင်ညွတ်အတူတူရှိနေကြတာလားတစစီ꽌နေကြတာလားကျွန်တော်ကတော့တယောက်တည်းလူစု꽌နေခြင်းဖြစ်ပါတယ်ကိစ္စမရှိချေဘီလန်ဆုံရင်ရွာတွေ့မီသူကြောင့်နားလိုက်ရှောက်လိုက်နေအတက်နိုင်ဆုံးတောင်ချေတို့မှန်မီရှောက်နေခြင်းနည်းနည်း9နိုင်ကလေးကထွက်လာသေးမှာ နေမွန်းတဲ့တော်မေးစာလဲစာနေပြီမနေ့ကသွားလိုက်ရင်ကြက်ခဲရရှိထားတဲ့ရုံကလေးတစ်ကောင်ရှိပေမေ့မိချစ်ပါမလာပြီမိမရတာကြောင့်လေဘလို့မှမတက်နိုင်ကြီးအစိမ်းလည်းမစားဟောမှာကြီးကြောက်ခဲနှလုံးခတ်ရင်မိရနိုင်သေးသေးပေမေ့လွယ်လင့်တကူမဖြစ်ခြင်းတော့ကြိုးစားနေတော့မှာကြီးဒါကြောင့်ညီတီတားကောင်မှပြက်ခတ်တက်ပြက်လုံစိတ်လေးမရှိတာကြောင့်တစ်ချိန်လုံးခါးချရေပူအောင်ရှေးရောတောက်နေရတာဖြစ်လို့ ။ရှေးဘုံမှလည်းရှေးလဲကုန်ချေပြီးရှေးဆက်ဘလို့ခီးဆက်ရမှလေး။ဒါပေမဲ့နေမောလဲလောက်မှတောင်ချီအနီးနား၌ညှော်လက်မထားရရွာစီယိုရီတစ်ခုတွေ့လိုက်ရတာကြောင့်လွန်မင်းစွာဝမ်းသာကြရင်းညီတို့ဆိုချင်းရွာမှာလူရှိမေသူဆိုရင်လမ်းမရောက်ဖို့မခက်တော့ချင်းတူရီမဟုတ်တညာတောင်နားနေတဲခုဝင်ရှာမင်းစားတော့ဖွဲရလဲရနိုင်ပါရဲ့ဒါကြောင့်ကျွန်တော်ကထိုရွာစီယိုနာဝမ်းသာအားရပြေလျှောက်မတတ်သွားလိုက်တယ် ကံကောင်းလိုက်ပုံများရွာစီယိုတကာရုပ်ပွင့်လျက်ရှိရာကြောင့်လွယ်လင်းတကူပဲရွာထဲကိုဝင်လိုက်တာနဲ့ကြာစင်စပြုတ်နေတဲ့စိတ်ဓာတ်တွေပြန်လည်မြင့်တက်လာတယ်။ရွာတွင်းသို့ဝင်လိုက်တာနဲ့လူတချို့ကိုတွေ့ရရင်ကျွန်တော်အားမေးမြန်းခြင်းစုံစမ်းခြင်းမရှိတော့လေစူးစမ်းလေ့လာနေပုံရှာတယ်။ကျွန်တော်ရဲ့လက်တွဲကိုင်းဆောင်လာတဲ့တနတ်နဲ့ရုံသေးရာလျင်စူးဆိုင်ကြည့်နေတိုင်းမနစ်မြုပ်လည်းတွေ့ရရင်ညီသူများတော့မပြောချင်ဘာတိဘာသာနေတိုင်း အချို့ကနှုတ်ကနေပါစီပါစီနဲ့ဂါထာရွေးကြဟန်တူတွေဒုတိမဟုတ်ဖျားစာရွက်နေလားမသိပါချင်းထူရွာသားတွေရဲ့ထူစမ်းမုံကကျွန်တော်စူးစမ်းလေးလာနေကြတယ်ဆိုပေမဲ့သူတို့လုံနေစဲအလုပ်ကိုဒက်ဆိုင်မမတ်လုံနေကြခြင်းဖြစ်တဲ့သူဖြစ်ကျွန်တော်ဒီလေသူတို့လုပ်ငန်းကိုအနောက်ရှက်ပေးရရောက်မှဖြစ်လို့ညီသုံးမြမင်းမြဲစုံစမ်းခြင်းမပြုလေပဲတညတာတဲခုတ်နိုင်ရန်အလုံးကဖုန်ကြီးချောင်းကိုရှောက်ပေးမိလန်တဆောင်တွေ့ရမြလူတိုင်းက အလုတ်ကိုစီနေရှိကြရင်သူရှောက်နေရွာလေသူ့ရောက်မှာလွန်စွာမြကျေပြက်နေစိုက်ခင်းကြီးတခုထူဆန်းစွာတွေ့ပရိသာဥယင်ရဲ့လို့အဝယ်ဝါမှာစိုင်ပုတ်ရေးထားခြင်းနောက်ပိုရွေးပဲအံ့ဩမိတယ်။ဒါကြောင့်တစေတစောင်းမင်မဟုတ်တက်တိတ်စိုက်ပြီးတော့စူးစမ်းကြည့်လိုက်တယ်။သူပရိသာဥယင်ကျင်းစဘာခင်းကြီးရှိတယ်။တက်သီးပန်းမှန်မျိုးစုံရှိအသေးပွင့်ဝေဝေဆာဆာရှိကြတယ်။သူဥယင်တွင်လူတို့အလုလုနေကြတယ်။ ဆောင်းရိတ်သူပေါင်းရှင်းသူ ရှေးလောင်းသူစသည်စသည် သူလုပ်ငန်းလေးသူအတီးတီးလှုပ်ဆောင်နေကြရင်ထိုပရိသတ်ဥယျာဉ်ကြီးကိုခေတ္တခဏများရက်ကြည့်ပြီးရွာလန်းတိုင်းဆက်ရှောက်လာလိုက်တဲ့ဘုံကြီးချောင်းကဘဲစီမှာရှိနေရမသိသူ့ညာမောင်ရလေးဟာအိမ်စိမ့်ထင်မှ အသက်အားဖြင့်80ကျော်ပြီဖြစ်တဲ့ဝှဖြူစင်ကျိအဘိုးတို့တယောက်ကမေးလာတာဖြစ်လို့ဟုတ်တယ်ဘူးဒါနဲ့ဒီရွာမှာဘုံကြီးချောင်းဘယ်မှာရှိတော့ ကျွန်တော်ရဲ့အမေကြောင့်အဖိုးအိုသည် ပြုံးပြီးတော့အตาရာခေါင်းခါပြရင် မရှိဘူးဆိုတဲ့သဘောလားမသိဘူးဆိုပြီးညင်လိကျင်လားအနှဲငယ်စိတ်ပြက်မိသွားတယ်ဖုန်ကြီးချောင်းမျိုးုံထောက်တော့တညတာတဲခုပေါ်နေစားရင်တောင်ရင်ကိစ္စဆိုရင်အဖိုးရဲ့အိမ်မှာတဲခွန်ပြူပါတယ်မောင်ရင်လေးကျော်ရရနေလမ်းမပြီးတော့ရောက်လာပုံရတယ်ဟုတ်တယ်လားကွဒါရီထားပါတော့လीမောင်ရင်လေးကိုကြည့်ရလား အတော်လည်းပင်ပန်းပြီးတော့စာလောင်နေတဲ့ပုံရတယ်။လာလာလာအဖိုးနဲ့လိုက်ခဲ့ကွ့။သူ့ကြောင့်ကျွန်တော်ဒီသူ့အဖိုးကိုခေါ်ဆောင်ရနောက်သူ့လိုက်ပါသွားပါရင်အဖိုးဦးနောက်လိုက်ရင်ဝဲရတစ်ဖက်တစ်ချက်မှရှိတဲ့အင်္ဂလိပ်များကိုတရိထားကြည့်မိရင်အိမ်တိုင်းအိမ်တိုင်းချန်စီယိုခတ်ထားခြင်းမရှိတရိဆန်ဆိုပြီးခွေးတစ်ခေါင်ကြောင်တမီမှမတွေ့ချင်းအတန်ကြာရှောက်လာခဲ့ပြီးနောက်အဖိုးဦးနေထိုင်ရာအင်္ဂလိပ်သို့ရောက်ခဲ့တယ်။အင်္ဂလိပ်ကသေးပင်သေးပေမဲ့တတရဲ့တောင်းတတင်းနေရှိပါရင် ကဲမောင်ရင်လေးစိတ်လက်ကိုလွမ်းနားပြီတော့အချိန်ကနေမွန်လဲပြီဆိုတော့မောင်ရင်လေးစာနေရောပေါ့အဖိုးကတော့စားမိပြီကွဒီတော့မောင်ရင်လေးစားဖို့အတွက်စီစဉ်ချက်ပြုတ်ပေးမယ်ဆိုပြီးတော့အိမ်ပြန်ထွက်သွားရင်အဖိုးထွက်သွားတာနဲ့ကျွန်တော်လည်းပကုံးထက်လွယ်ပိုးလာတဲ့လက်ဆွဲတော်တနတ်နဲ့ရုံသေးရအိမ်နောက်တနေရာမှာအသားရထောင်နှားလိုက်ပြီးကျဲမော်မကြောဆန့်လိုက်ပါရင်တမနယ်လုံးခရီးကျန်းလျှောက်လာရခြင်းကြောင့်ညောင်နှနေပြီးဖြစ်ပြီး ယခုလိုစိတ်အေးလက်အေးနားရခြင်းကြောင့်ပင်မန်ရနဲ့မူများပျောက်သွားရင်အပြန်ကြာအဖိုးကိုရောက်လာရင်သူ့မှာဆန်စီစားနှင့်ဟင်းသည်ဟင်း၍အသေးတချို့ပါလာရင်မဟုတ်မလွင်ရွာတွင်းမှာရှိတဲ့ဈေးဆိုင်ကလေးမှာဝေလာခြင်းဖြစ်မိတာကြောင့်အဖိုးဒါရီဈေးဝင်လာတာလားမသွားခင်ကပြောရောပေါ့ဘယ်တော့မှမသိလို့အခုလိုဈေးဝယ်သွားမှသိပတ်စံပေးလိုက်ပါရင်ကဲကဲကဲအဖိုးဘလောက်ကုန်ငယ်လဲရော့ရော့ရော့ဒါပြန်ယူထားကျွန်တော်က ဘောင်မီအေကတ်တွင်မှငွေစားတချို့ပေးလိုက်တဲ့ထိုခါအဖိုးအမပြောင်းကြည့်ပြီးဘယ်အမှဝဲလာတာမဟုတ်ဘူးဝဲစရာဘာစေးတန်ရှိမလဲဘာမှမရှိဘူးငွေစားလည်းမလိုမောင်ရင်လေးရွာထဲဝင်လာတော့ကပရိသတ်ဦးရင်ကြီးတွေ့ခဲ့တယ်မလားအဲ့ဒီကနေသွားယူလာတာမောင်ရင်လေးခုပေးတဲ့ငွေစားဆိုတော့မသုံးကြဘူးတို့တွေဘာမှအသုံးမဝင်ဘူးအသုံးမတည့်တာတွေပါကွာဟာအဖိုးအိုရဲ့စကားကြောင့်လွန်မင်းစာအံ့ဩရတယ်ပတ်စံငွေကြီးဆိုတော့မသုံးကြဘူး တုံးစရာလည်းမလိုထိုးရွာတွင်ပရိသတ်ဥယျာဉ်ကြီးလုံလုံလောက်လောက်ဖန်နေပေးနိုင်လေကွလူဆိုတာမွေးမယ်နေမယ်နေထိုင်စားသောက်မယ်နော်သိမယ်ဒါပဲမလားမွေးဖွားခြင်းနဲ့တည်ဆုံးခြင်းကြောင့်နေကြမယ်ဆိုရင်ဘာလုပ်ကြမလဲစဉ်းစားမတည်ခင်နေထိုင်စဉ်ကာလမှာတက်တောင်းတတာရှိဖို့ရာအတွက်အစလိုရဲမလားဒီပြင်ပါလို့သေးလေမောင်ရင်လေးတို့အတွက်တော့အသက်ရှင်နေထိုင်ရတဲ့ကြားကာလမှာ စိန်ရှိရှိနေခြင်းကြောင့်လိမ့်မယ်ဒီတွေရှာကြမယ်ဖွေကြမယ် ဒီတော့ကလောဘဆိုတာတွေရှိလာမယ်ဒေါသဆိုတာတွေဖြစ်လာမယ်မောဟတွေဖုံးလွှမ်းလာလိမ့်မယ်ဒီတော့လူရာရက်တာခိုးတာဝက်တာတိုက်တာတွေဖြစ်လာလိမ့်မယ်အဲ့ဒါမှားတာပဲမသိရင်လောက်ကြရမယ့်အလုပ်ကိုလုပ်ဖို့မေ့နေကြတယ်လောကီစည်းစိမ်ခံစားဖို့ပဲသိကြတယ်ဘဝကူးကောင်းမှုတွေကြိုတင်ပြင်ဆင်မှုကြာသတိမရကြအောင်ဒီတော့အဖိုးပြောချင်တာမသိခင်စက်ကြတအုပ်နေတူအမုံပွားဖို့မလိုအနိုင်ကျင့်စရာမလိုဘူး တကယ်တော့လော်ဂီစီစဉ်ကိုမေ့ရင်ဒီလိုတွေဖြစ်လာနိုင်စရာအကြောင်းမရှိဘူးစီစီလုံလုံချစ်ချစ်ငယ်ငယ်နေသွားရင်တည်ခြင်းဆိုတဲ့တကားပေါက်ကနေဖြတ်ပြီးဘယ်ကိုထွက်ကြမလဲဆိုတာစဉ်းစားဖို့လိုတယ်အဲ့လိုအမှန်ကိုစဉ်းစားမိရင်လည်းစူးစမ်းဖို့လိုတယ်လူဘဝနေထိုင်ရစဉ်ကာလလေးမှာကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ကောင်းတာလုပ်ခြင်းတွေကုသိုလ်များများလုပ်တော့နိဗ္ဗာန်ရောက်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်မကောင်းတာလုပ်ခြင်းကအကုသိုလ်ပဲ ဒီတော့အာကုတို့ရေများများလုံးမရငရဲသားမေကဲပြုံနေပန်သွားမလားငရဲရင်းကိုစဲမလားဒီနလန်းတွေဘယ်လန်းကိုသွားကြမှာလဲအဖိုးတို့ရွာလူတွေကလောဘမရှိကြအောင်ဒေါသမဖြည့်ကြအောင် ကိုကျင်းစာစိတ်တွေရှိကြတယ်ဒါကြောင့်ကောင်းနာတွေကြီးပဲလောက်တာကြောင့်လက်တလုံးလူပေါမှာလည်းငိမ့်ငိမ့်ချမ်းချမ်းရှိကြတယ်ကွဒါကြောင့်ပရိသတ်ဥယျာဉ်ဖြစ်နေတာပေါ့တရွာလုံးစာမကုံတောက်မကုံနေပရိသတ်ဥယျာဉ်ကြောင့်ဘာလို့ပူပင်ကြောကားတွေရှိနေမှာလဲ ဒီပြင်ဘာရီလိုအပ်မှာတော့ဆိုတော့အဖိုးတို့ဟာတိတ်ဆုံးခြင်းမတိုင်မီမပူမပင်မကြောက်မကြောက်နေထိုင်စားတောင်ရင်ဘာလောက်ကြတယ်မှန်လေနေပြန်ရောက်မယ်လမ်းကိုရှောက်နိုင်မို့ကြိုးစားနေလीတကယ်တော့လူဘဆိုတာဘာမှမမောစရာမရှိဘူးကိုကိုကိုတောင်ကိုမပိုင်တာဒုက္ခနော်ကြီးပါဒါအောင်လူတော်တော်များများမသိကြဘူးပျော်စရာလို့ထင်နေကြတယ်ဒါကြောင့်ပျော်မွေ့နေကြတယ်ခုံမင်းနေကြတယ်လူဘဆိုတာခရီးတစ်ထောက်ပါအဲ့ဒီခရီးတစ်ထောက်မှာ အားယူရမယ် ဒါမှလည်းတေဆုံရင်တကားပေါက်ကြီးရနဲ့ဘယ်လန်းကိုသွားကြမှာလဲဘသူမှငရဲလန်းလျှောက်ချင်မှာမဟုတ်ဘူးနိဗ္ဗာန်လန်းကိုပဲသွားချင်ကြမှာပေါ့ဒီတွေလူဘွားမှာကြမ်းစီစူးစမ်းရမှာပေါ့ကဲကဲမောင်ရင်လေးစိတ်ရှုပ်သွားမလားပြောရင်းဆိုရင်ချက်ပြုတ်ပြီးပြီမောင်ရင်လေးကိုဘာသာခုခဲ့စားပြီးရောအဲတခုတော့ရှိတယ်အသားဟင်းမပေါဘူးတရွာလုံးကတက်တက်လွယ်စားကြတယ်ဒါပြင်ကြက်ဝက်ဘဲစိတ်နွားခွေးကြောင်ဆိုင် ိမ်မွေးတရိတ်ဆန်လည်းမွေးကြောင်သူတို့လည်းအတုံးလည်းမချောင်းတက်လည်းမစားကြောင်ဥက္ကကဲအဖိုးရွာရဲသွားလိုက်အောင်မင်းနဲ့ပြန်မနေစောစောမောင်ရင်လေးကိုအပြန်လန်းစီလိုက်ပို့ပေးမင်းဒီတညတော့ဒီမှာပဲနားလိုက်ပါကွယ်ဆိုပြီးတော့ထွက်သွားတယ်အဖိုးထွက်သွားတာနေ့ကျွန်တော်ဒီခနာတက်ဖြုတ်အနားယူအညောင်ဆက်ရခြင်းကြောင့်အနေငယ်လန်းဆန်းလာပြီဖြစ်၍ရုံသေးရွှူပြီးအရေကွန်ဆောက်တဆုတ်ထုံးပြီးကင်နေလိုက်တယ်အတိုင်ကြာမှမှွေကြိုင်တော့ ရုံငယ်ရင်နဲ့လေးပြန်လွန်နေစာရီတော်မရနိုင်သေးအကျက်လို့တည်တယ်ထို့စဉ်ကျွန်တော်ရဲ့နာကိုကလေးလေးရောက်ရှောက်လာတယ်ရုံမီခင်တောင်းဒီဇိုင်းမမဲစူးစိုက်ကြည့်တိုင်းကျွန်တော်ကတော်တော်နဲ့ရောက်ပြီကလေးလူကြီးစုံတွေ့မြင်မှုတွေအတော်များများကလေးတွေကတော်နေတောင်သားဖြစ်ခြင်းချုံငယ်စွာစားတော်ရခြင်းကြောင့်အသားရောင်မဲချောက်ချောက်နဲ့မြေတီမြက်ပတ်တွေဖြစ်တဲ့တန်းတန်းပြက်ပြက်တသက်ရဲ့ကလေးတွေတွေ့ရခဲ့ရင်ယခုကလေးတွေကထိုကလေးများနဲ့မတူ လုံးဝကွယ်ပြားခြားနားနေအသားရောင်လိုဝေဝါပြီးရွှင်လေတောက်ပါရင်မြေပေါ်များရှိကြရင်လူရည်တက်များလို့ဆိုလို့ရရင်သူတို့တွေကိုကြည့်ရင်ပြုံးပြနှုတ်ဆက်လိုက်တည်ဖြစ်ပြီးသူတို့ကလည်းအပြုံးနဲ့ပြန်လည်အသေးမှတ်ပြည့်ရင်မိဖို့ဘေးမှာခြားထားတဲ့ရုံအည်ကွယ်နဲ့ဥကောင်းခြေစက်လက်စက်ဥတို့ထွေးတွေကိုလင်းညွညွံ့ပြတောင်းခံလာတာဖြစ်တာကြောင့်သူတို့ဘာဖြစ်လို့တောင်းမှလဲတိကျလို့တည်ဖြစ်ပြီးယူလီလို့နှုတ်ကပြောတာနဲ့ကောင်းလေးတယောက်က ထိုဆွန့်ပြစ်ပစ္စည်းတွေကို ငပြောဖဲ့ချက်တွင်အတရာကယူပြီးလေးယောက်သားအပြင်ကိုပြေးထွက်သွားရင်ကျွန်တော်ကသူတို့ဘာလို့မှတိလို့ရကြောင်းနောက်ကနေအတားလေးလိုက်သွားရင်အိမ်ရှိခက်လန်းလန်းမှသူတို့ကပေါက်ပြားနဲ့တွန်းတူးလိုက်ပြီးရုံငယ်လေးကိုချဲ့ရကနေထွက်လာပြီးစွန့်ပစ်ပစ္စည်းတွေကိုညင်တွန်းတူးထည့်ပြီးကျွန်တော်ထံသို့တစ်ခေါက်ပြဲလာခဲ့ပြီးကျွန်တော်ရဲ့ဘေးမှာတိတ်ဆိတ်ငြိမ်သက်စွာနေနေထိုင်နေကြရင်ရုံသားမိခင်ကိုစူးစိုက်ကြည့်ကြတယ်လိမ္မာလိုက်တဲ့ကလေးတွေရဲ့ စိတ်ကနေမှတ်လိုက်တယ်။လွန်စွာမြောက်မွေးကြိုင်လာတဲ့ရုံသားခင်ကိုစားလို့ကြရပြီဖြစ်မင်းဒါကြောင့်ကျွန်တော်ကကလေးတွေစားချင်နေကြပြီညှော်နေကြတာပဲသူတို့လေးတွေကိုတော့ကျွေးလိုက်ပြီတော့မယ်လို့ဆုံးဖြတ်ပြီးရုံသားရဲ့ကြက်တာနဲ့ထိုးကလေးတွေကိုပေးလိုက်တယ်။စားကြကွယ်မွေးတဲ့ချိုတွေပျော့ပြောင်းနေကျွန်တော်ကမ်းပေးလိုက်တဲ့ရုံသားခင်ကိုရှာတာနဲ့ကလေးတွေကကျွန်တော်အပါပြေးထွက်သွားတယ်သူတို့လေးတွေဝေငါစားကြမယ်ပေါ့မဟုတ်ပါကြီး ကျွန်တော်အထင်နဲ့အမြင်လုံးဝကိုကွာခြားသွားပြီဖြစ်တယ်။ကလေးရိယာကျွန်တော်ထံမှရရှိလိုက်သောရုံသားခင်ကိုရှုပြီးတော့ဝေချန်စားတော့ခြင်းမရှိပါချေ။အီဂွန်ကချီဆွပြပစ္စည်းတွေထည့်ထားပြီးညီရင်းကိုတားရောက်ပြီးထိုယုံခင်ကိုတားရထည့်လိုက်ပြီးတော့လင်းရောက်တောင်းတင်မြင်ကိုထိုင်လိုက်ကြတယ်။ပြီးတော့အသက်ငယ်ဆုံးလူရှိမဲထင်ရတဲ့ကလေးငယ်ကဖျားစာရွတ်ဆိုပါရင်သူရွတ်ဆိုတဲ့ဖျားစာကိုအသေးချာနားဆိုင်ထောင်ကြည့်တဲ့အခါတရဏကုံတင်းနေခြင်းကိုသိရတာကြောင့် လွန်မင်းစွာအောင်းမင်းတရဏဂုံတင်မိတာနဲ့မြေကျင်းကိုဖို့လိုက်ကြတဲ့သရိစံငယ်လေးတကောင်ရဲ့စပနာပွဲလေးတစ်ခုပြုလုပ်ခြင်းဖြစ်ပါတယ်ထိုကလေးငယ်တို့ရဲ့ထူးခြားသော အပြုမှုလောက်ရကကျွန်တော်ရင်ကိုလာရောက်ထိခိုက်နာကျင်စေပါတယ်တကယ်တော့ကျွန်တော်ကတတော်လေးရောက်တွေလောက်ကျင်နာတနောင်းစိတ်ကိုချင်းစာစိတ်မရှိသော လူကြီးတယောက်ဖြစ်နေပြီလားကြီးမသောအမကြီးတစ်ခုကျွန်တော်တရိထားလိုက်မြေငင်းငိုင်တွေဝင်နေသောကျွန်တော် ကလေးများပြုံးပြနှုတ်ဆက်ပြီးပြေးထွက်သွားကြပါတယ်။ကျွန်တော်လည်းသူတို့ကလေးတွေကိုကျွန်တော်ရဲ့အမြင်ကပျောက်ကွယ်သွားတဲ့အချိန်မှာအဖိုးအိုချက်ထားတဲ့ဟင်းနဲ့ထမင်းကိုခူးခဲစားလိုက်တဲ့စာနေရွေလားမသိပါဘူး။တင်းနှံဆိုပေမဲ့နတ်တုတ်တာလားစားကောင်းပါလေ။စားတော့ပြတာနဲ့တရေတမော အိတ်မဲကြံစီနေစင်ပါပဲ။အဖိုးအိုပြန်ရောက်လာတဲ့အဖိုးအိုကအလိုက်တတိနဲ့ပင်မဲလာပေမို့တရေအိတ်လိုက်ပါကွယ်။ကျေးဇူးတင်ပါတယ်။ဆိုပြီးတော့အဖိုးအိုရဲ့တဲကြမ်းကင်းမောင်မှာ လှဲချလိုက်တာနဲ့အားလုံးမေ့လျော့ပြီးအိပ်ပျော်သွားပါတယ်။ဘလောက်ကြကြအိပ်ပျော်သွားရင်မသိအဖိုးလှုံလို့မှနိုးတော့တယ်။မောင်ရင်လေးအချင်းရှိတော့ရေချိုးလိုက်အိမ်နောက်ဘေးမှာစမ်းချောင်းလေးရှိတယ်။ဒီချိန်ချိုးမှကြော်ပဲနောက်ကျသွားရင်ချမ်းလာလိမ့်မယ်။အဖိုးလေးညစာစားဖို့ပရိသတ်ဥယျာဉ်ကြီးသွားလိုက်အောင်မေး။အိုးအဖိုးကလည်းညစာချက်ပြုတ်စားတတ်ဖို့အတွက်မနေ့ကလေးကတခါလေးပါလို့ယူမထားရတော့အခောက်ကောက်ကကမပြင်းမမှုလား။ကျွန်တော်ရင်စကားရင်း ညီတို့ရေမောနိုင်ဖွဲစကလုံးပါသွားရင်မသိပါကြည်အဖိုးအဝါကျဲလောင်စွာရေမောရင်ဟာဟာဟာမောင်ရင်လေးနေလောဘရှိလိုက်တာကွပြောလာသည်ကြောင့်ကျွန်တော်ဒေါသထွက်မိသွားရင်စေရနာနဲ့ပြောချင်းကိုစော်ကားခံလိုက်ရခြင်းဖြစ်တယ်သူကြောင့်အဖိုးတို့ပြောတာတခါစားတခါသွားอยู่ဆိုတော့ပင်မန်းနေမှာဆိုလို့ယူထားပါလားတရေစာနှင်းရစာအဲ့ဒါကိုကလောဘကွလောဘတကူကောင်းဆန်နေအတ္တသမားရဲ့လောဘလို့ခေါ်ရင်ကိုတယောက်တည်းအတွက် အဖိုးရှင်ယူထားရမယ်လို့မကြံကောင်းမစီရကွေအဖိုးကပြန်ပြောလာတာကြောင့်မဟုတ်ဘူးလေဖိုးရဲ့အဖိုးကအသက်ကြီးနေပြီမလားအိုသာမင်းသာရှောရှေ့ထားတင်တယ်လေယူထားတင်တယ်ထပ်မံရှင်ပြတော်လေမောင်ရင်လေးအတွေးခေါ်ရင်မှန်မလို့နဲ့မှားနေပြီကွလူဆိုတာကိုယ်တော်လည်းမဆက်မိဆက်တော်လည်းမကွေးမိဆိုတာရှိတယ်မလားမောင်ရင်လေးပြောလို့ယူထားရေးစားစရာတွေအလဟတ်သက်ဖြစ်မကုန်ဘူးလားငါပိုင်နာတွေပါဆိုပြီးယူသွားလို့လည်းရတာမဟုတ်ဘူး ငါနောက်လဲပါတာမဟုတ်ဘူးတက်ရှိချန်ရှိနေတဲ့သူတွေတွေရှိနေတဲ့နယ်မလားမောင်ရင်လေးကိုတခုပြောပြမယ်အသေးချာနားထောင်တစ်ချိန်ကအဖိုးလိုပဲဒီရွာမှာလူကြီးတယောက်ရှိခဲ့ဘူးလေရွာတင်းမြောက်ထားတာပဲဒီရွာလူကြီးဆိုတာရွာသားတွေကတင်းမြောက်ထားကြတာရှိတဲ့အရေးချင်းတွေရှိပြီးဘ ഹു တုဒကြွယ်ဝရမယ်တမတမတ်ရှိရမယ်လူမှုပေါင်းတင်ဆက်ဆံရေးမညံ့ဖျင်းရဘူးပြီးတော့ရွာတွေကိုကျိုးစွန့်သူဖြစ်ရမယ် အဲ့ဒီအင်းကရက်တွေနဲ့ညီရွာလူကြီးဖြစ်ပြီပေါ့ဒီတော့ရဲရဲရွာကြီးကိစ္စရာလီဦးစားပေးဆောင်ရွက်ပြီရော့သူတို့ကိုစားပေါ့တခြားဘာမှလုပ်เสียမလို့ရွာသူရွာသားတွေကတော့စီစီလုံးလုံးလောက်ကြလိမ့်မယ်အဲ့ဒါကိုစီမံခန့်ခွဲကြီးကြပြီးတော့ဆောင်ရှောက်ပေးရတယ်ဘယ်နေရာမှာဘာလို့လဲရွာစီယိုကြီးပေါက်နေရလားရိုင်းလဲနေရလားဒီရွာရဲ့အတိတ်ကမန္တန်ကြီးဖြစ်တဲ့ပရိသာဥယျာဉ်ကြီးအတွန်းရှည်အောင်မပြည့်စည်ရလျောင်း အမြဲတည်ရှိလေးလာပြီးပြုပြင်တင်တာရေရှာဖွေပြောရမယ်လောက်ခံရမယ်ဒါရွာလူကြီးလို့တိအတွက်ခံထားတာပေါ့အဲတချိန်ကအဖိုးလိုဘိုးကြီးတယောက်ကသူကတကြီးဆိုပြီးရွာကောင်းကျိုးဘာမှမလုပ်ဘဲနဲ့တဲ့တွေမောင်ရင်လေးဆဆောကပြောလို့တုံးလုံးစာပက်လက်စာဥစားမင်းစာတွေကိုတိတ်တကုံးစုဆောင်တော့တာပဲပြီးပရိသတ်ဥယျာဉ်ကြီးထဲမှာနေတိုင်းပုံမှန်လာယူပြီးတော့စားနေပြန်နေသူသဘောကပရိသတ်ဥယျာဉ်ကြီးပြည့်စည်သွားရင်တဲ့တွေတသက်စာစားဖို့ရှိမှာပဲဆိုတဲ့သဘောပေါ့ ြည်စဉ်ပရိသတ်ဥယျာဉ်ကြီးကိုမပြည့်စုံမယုံရအောင်ထိမ့်သိမ်းဆောက်ရှောက်ရမယ်လို့မစင်စားဘူး။ဒါပေမဲ့သူ့ထင်တယ်လို့ပရိသတ်ဥယျာဉ်ကမပြည့်စုံပါဘူး။ဘယ်တော့မှလည်းပြည့်စုံမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့သူတယောက်ကလွယ်ပြီးအလုံးကစီကန်းရှိကြတာကိုလောဘဒေါသကင်းကြတာပဲ။စီစီလုံးလုံးရှိကြတာပဲလေ။သူ့ထင်တယ်လို့ဖြစ်မလာတဲ့အပြင်သူစူဆောင်းထားတဲ့ရိတ်ခါတွေကပြည့်စုံယုံရင်းလာတယ်။ဇိုးသွားတဲ့အနံ့တက်တွေပြုံပြီးတော့ထွက်လာတယ်။ဒီတော့သူ့အိမ်ကအပုံနဲ့လိုင်းလိုင်းထွက်လာတော့ သူ့မေလောဘစိတ်ရှိနေတာတကူကောင်းဆန်နေစိတ်ရှိတယ်ဆိုတာသိသွားကြတော့ဘယ်သူမှဆေးပေါ်ကြောပဲမလုပ်ကြတော့ဘူးဘာမှတော့ကောင်းနေဆိုရဲမပြောကြတော့အတမပယ်နိုင်တဲ့သူကိုဥပြက်ခံပြလိုက်ကြတယ်ဘာလို့လဲဆိုတော့သူ့စိတ်ဓာတ်မျိုးရွာထဲမှာကုစက်မှာစိုးရင်လို့ပေါ့ကြာလာတော့အဲ့ဒီလူကတရွာလုံးနဲ့တယောက်ဆိုတော့ထီးကျန်ဆန်သွားတယ်ဒီရွာနဲ့သူနဲ့မအပ်ဆက်တော့ဘူးဆိုတာသိသွားတော့သူ့သဘောနေသူရွာနေပြီးပိုင်ထွက်သွားတော့တယ် ိနာအဖိုးကိုရွာလူကြီးခန့်လိုက်ကြတာပဲကွအဖိုးအရင်စကားကြောင့်ကျွန်တော်လွန်မင်းစာရှက်သွားတယ်ထို့ပြင်အမကြီးတစ်ခုကိုယူလိုက်မိတာဖြစ်၍လေအဖိုးအိုအောင်ဝန်းချတောင်းမှန်နေအဖိုးကျွန်တော်ကိုခွန့်လှပအဖိုးတို့ရွာကလေးတွေလောက်အတွေ့အခေါ်မရှိခဲ့ပါဘူးအသိဉာဏ်မဲခဲ့ပါတယ်ခွန့်လှပဖို့ရဲ့ခွန်မလက်တက်ဘူးဆိုရိစိတ်ဓာတ်မျိုးအဖိုးတို့မှမရှိပါဘူးကွအရေးကြီးတာတောင်းမှန်စကားစိုးနေမယ့်အစားကိုကိုကိုပြန်လဲတုံးတဲ့ရှုပါမြင်ပါ ဘာတွေလိုအပ်နေလဲပေါ့ဟုတ်လားကောင်းတာလုံးမေးဖို့ပဲစဉ်းစားပါဒီပြင်လောဘဒေါသမင်းချင်းအောင်လို့အတ္တဆိုရဲကောင်းကြီးကိုသင်အောင်တက်တဏှာဆိုရဲဆွဲလန်းခြင်းကိုဖြောင်းဒါဆိုရင်မောင်ရင်လေးလူဘဝတက္ကနာနေရာကျိုးနဲ့လိမ့်မယ်ဒါမှလည်းသေဆုံးခြင်းဆိုရဲတကားပေါက်ကြီးရနေနိဗ္ဗာန်လမ်းကိုတွေ့အောင်ရှောင်ခရီးစစ်နိုင်တော့မှာပေါ့တဏှာခီးတဲ့ကလေးရဲ့ကဲကဲကဲမနဲ့ခီးထွက်ရမယ်စောစောအိတ်အဖိုးလည်းအိတ်တော်မီး ဆိုပြီးတော့ကျွန်တော်အပါထပြီးအင်္ဂန်သွင်းဝင်သွားပြီးတညာလုံးအိတ်မပြောပါချီနေလေခင်ကကလင်းငယ်တွေရဲ့လောက်ရဲ့အဖိုးအိုရဲ့ပြောစကားတွေကကျွန်တော်ကိုချောက်လန့်နေပါတယ်။ဘုံကြီးနဲ့ဖုတ်ပြိတ်တာတရေတစေတို့ထိတ်တိုက်ဆုံလိုက်ရတဲ့နေခံစားလိုက်ရတဲ့မိုးလင်းလူမှမေးကနေတစ်စက်အိပ်ပျော်သွားပါတယ်။နောက်တနေ့နနေမှာအဖိုးအိုကကျွန်တော်ကိုအပြန်လန်းတနေရအောင်လိုက်ပို့တယ်။ကျွန်တော်နဲ့လမ်းခွဲကနေအဖိုးအိုကကျွန်တော်က အဖိုးတို့ရွာကလေးကိုတိတ်ကိုသဘောကျတယ်ဗျာကျွန်တော်လာနေချင်တာလက်ခံနိုင်မလားမောင်ရင်လေးမှမဟုတ်ပါဘူးဘယ်သူမှဆိုအဖိုးတို့ရွာမှာလာနေချင်တပါဆိုရင်တန်ရောစင်းဆိုတဲ့တဏှာကြီးကိုဖျက်ခဲ့လောဝမီဒေါသမီလုံးဝကိုကင်းစင်အောင်မြိန်ခဲ့ပါအတားစိတ်ကိုဖယ်ခွာခဲ့ပါဒါဆိုရင်အဖိုးတို့ကမခေါ်လေကိုယ်သဘောနဲ့ကိုလာနေလို့ဖြစ်ပါရင်ပရိသတ်ဥယျာဉ်ကြီးရှိနေပြီပဲကွယ်အဖိုးဦးရဲ့စကားကိုကောင်းကောင်းကြီးသဘောပေါက်ကြည့်ပြီကဲမောင်ရင်လေးဒီလန်းတက်တက်တောင်ရှောက်သွား မြို့ကြီးကိုရောက်သွားလိုက်ပြီးစင်လန်းကဖြူနေတာပဲလမ်းမစရာအကြောင်းတော့မရှိပါဘူးသူ့ကိုရှောက်ခဲ့ရင်လမ်းခွဲတနေရာရှောက်တဲ့အခါအဖိုးအိုကဖြူနေသောစင်လန်းကိုညွှန်ပြပြီးတော့ပြောတယ်ပြီးနောက်ခြာကနေလှည့်ပြီးသူ့ရဲ့လာလန်တိုင်းပြန်သွားပါတယ်ကျေးဇူးတင်ပါတယ်ဖိုးရဲ့တနေ့နေ့တစ်ချိန်ချင်းကျွန်တော်ဖိုးတို့ရောမှာလာနေနိုင်အောင်ကြိုးစားပါမယ်ကြော်ခိုင်းထွက်သွားသောအဖိုးအိုကိုကြည့်ပြီးလမ်းပြောလိုက်ပြီးကျွန်တော်တင်လေအဖိုးအိုညွှန်ပြလိုက်တဲ့ ဇင်လန်တိုင်းမြို့ကြီးကိုဦးတည်ခီးဆက်လိုက်တဲ့အတော်လန်လန်ရောက်တဲ့နေရာလောက်မှကျွန်တော်ရဲ့လက်ဆွဲရဲ့တနက်ကိုသတိရလိုက်တဲ့အဖိုးအိုရဲ့တဲမှာကြံခဲ့ပြီဒါကြောင့်စောစောကလေးတွင်ထွက်သွားပြီအဖိုးအိုရဲ့နောက်ကိုကစံကလိုက်ပါရင်မိနိုင်သေးတယ်အဖိုးအိုနဲ့လမ်းခွဲခဲ့တာညီတို့ကြားသေးတာမှမဟုတ်ပေပြီးတော့အဖိုးအိုတယောက်ရဲ့လမ်းလျှောက်နှုန်းနဲ့ကျွန်တော်ရဲ့ပြေးလွှားနှုန်းတွေကအဖိုးအိုကိုလိုက်မမိစရာအကြောင်းမရှိနိုင်ပါချင်းထို့တီကကျွန်တော်ရဲ့တွေ့အမြင်သူညာအတန်တန်ပြေးလွှားတဲ့အချိန် အဖိုးအိုရဲ့အရေးအယောင်မင်းမတွေ့ရတော့ကြီးဘလို့ဖြစ်တာပါလဲလမ်းမစရာကြောင်းလေးလုံးဝမရှိပါကြီးပြေးလိုက်သူသည်ပင်မနွယ်နေခြင်းဖြစ်နေပြီငါစိတ်ရွေပြေးလိုက်နေရစေဟော်ရှေ့ခက်လန်လန်မှာ အဖိုးအိုရှိတ်ကနေတွေ့ရတယ်သူကြောင့်အဖိုးအဖိုးအောင်းဟင်းလိုက်ရင်အပြင်းနှောင်းကိုတင်လိုက်ပါတယ်တော်ဆက်တနေရာမှာအဖိုးကိုပြောက်သွားတယ်ဘလို့ပါလဲအဖိုးအိုလန့်တွေးလိုက်တော့နေရာသူရောက်သွားတာနဲ့ကျွန်တော်ထူးဆန်းအံ့အဖွဲမြင်ကွယ်တစ်ခုကိုတွေ့လိုက်တယ် ကျွန်တော်မမနိုင်ချင်လုံအောင်ကိုမမနိုင်ထိုတော်ဆက်နေရသည်ကျွန်တော်မနေ့ကလမ်းမပြီးရွာစီယိုမြင်လိုက်တဲ့နေရာပဲဖြစ်တယ်ဘလို့တွက်ချက်သေးချာပြောနိုင်တယ်လဲဆိုရင်မနေ့ကကျွန်တော်တောင်ပေါ်ကတောင်ခြေဆက်ကိုရောက်တာနဲ့အလေးချင်းတစ်ခုလိုဖြစ်နေတဲ့တပင်တပင်နိုင်ပြုတ်လောက်ခဲ့တဲ့ဒါထက်ရအမှတ်သားတစ်ခုကတင်းတင်းရှာရှာရှိနေခြင်းကြောင့်ဖြစ်တယ်ထိုစဉ်ကထိုနေရာနေပြီးရွာစီယိုမြင်ရပေမဲ့ယခုမြင်ရတာကခြုံနေထူထပ်နေတဲ့ ဖုံးစိုးမြေတလင်းဖြစ်ပါ၏။အံ့ဖွယ်တီးဖြစ်တော်၏။ထုံမြင်ကွင်းကိုကျွန်တော်မကျင်နှံ့နိုင်တာကြောင့်ထုံမြင်ကွင်းသို့သွားလိုက်တဲ့မနေ့ကမြင်လိုက်တဲ့ကျန်စီယိုဂိတ်တကောင်းဝါမှာတစ်ပင်ချုံတွေတွေအုံမြထားခြင်းခံရတဲ့ဇေဒီပြည့်ကြီးတစ်ခုကိုတွေ့ပါ၏။၎င်းဇေဒီပြည့်ကြီးနှစ်ပင်ကလူသွန်းလန်းဟောင်းလေးတစ်ခုရှိသည်ဖြစ်၍ထိုလန်းအတိုင်းရှောက်မိ၏။အတန်ကြာလာ၏အခါအင်းပြည့်ကြီးတစ်ခုကိုတွေ့ရ၏။ကျွန်တော်ကောင်းကောင်းမှတ်မိ၏။ထိုအင်းပြည့်ကြီးနေရာကမနေ့ကကျွန်တော်မြင်တွေ့ခဲ့ရတဲ့ ပရိသတ်ဥယျင်ကြီးရှိတဲ့နေရာပဲဖြစ်တဲ့သူထင်လိုက်မိတဲ့ကြောင့်လေရှေ့သူဆေရီလျှောက်လာတဲ့အခါမျောလင်မထားရကျွန်တော်ရဲ့လစ်ဆွဲတော်တနတ်ကိုဂျုံနေပင်ကြီးတစ်ခုမှထောင်းလျက်သားတွေ့ရတယ်။သူကြောင့်တနတ်ကိုကမန်းကရန်ကောက်ယူပြီးအသေးစားဆက်စည်းလိုက်တဲ့ကြည်ပြင်းနဲ့အကောင်းပကလေးရှိပါတယ်။ဒီတော့ကျွန်တော်စဉ်းစားတယ်။တခုခုကိုတတိယလိုက်၍ထိုဂျုံနေပင်ကြီးရှိစင်္ဃာခိုက်တသားရှောက်ကြည့်တယ်။ဟုတ်ပြီတခုခုမြုပ်နှံထားတဲ့မြေပေါ်လက်လက်ဆက်ဆက်လေးတခုလို့ ထင်ရတယ်လို့ဖြစ်ပြီးကမန်ကရန်လက်နေရက်ပြီးတော့တူဖို့ကြည့်လိုက်တဲ့လွန်စွာမြအံ့ဩဖဲကောင်းနေပြန်နေထိုမြေပုံမမှုလေးတွင်မှတူဖို့ရရှိလိုက်တာကရုံကန်လေးနဲ့အပူစွန့်ပြစ်ပြစီတွေဖြစ်ပါလေကျွန်တော်ဖြေတစ်ခုကိုကောင်းကောင်းကြီးသိလိုက်ပြီးဒါကြောင့်ကျွန်တော်ကထိုနေရာနီလာလန်အတိုင်းဖြေလေတော့ခြေလမ်းများနဲ့လှမ်းထွက်လာတယ်မနေ့ကကျွန်တော်ရောက်ခဲ့တဲခုခဲ့တဲ့ထိုနေရာမှာထူဆန်းသော ရွာလေးတစ်ခုအခုဘယ်လိုရောက်သွားပြီလဲမြေတုပ်ဝင်ဖြစ်စီ ထိုနေရာမှာထိုရွာကလေးအမှန်တကယ်ရှိပါလိမ့်မယ်သူစန်းသောထိုရွာတဲ့ရွာငယ်လေးတို့လောဘမီဒေါသမီငြိမ်းသူအတ္တကင်းသူတဏှာကြုံပြတ်သူမိသူမဆိုးတနည်းနည်းတစ်ချိန်ချိန်မောက်ချရောက်သွားကြပါလိမ့်မယ်ထိုရွာတဲ့ရွာငယ်လေးတို့ရောက်တိုင်းတေဆုံငင်းဆိုရင်တကားပေါက်မှချက်ထွေရနေတဲ့အခါနိဗ္ဗာန်လန်ကလေးကိုလွယ်လင်းတကူရှာဖွေနိုင်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပြည်သက်များရှိကိုပိုင်ရေးချထားတဲ့ တာဆုံစရိထူဆန်းအန်အိုဖေးဇလန်လေးတပုတ်ကတော့ဒီနံပါတ်ပဲပြီးဆုံးပါပြီဇလန်လေးကိုပရိသတ်တွေတိုင်းနေတဲ့ကြမယ်လို့မျှော်လင့်ပါတယ်အဆုံးထိလိုက်ပါအပင်နာဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်တာယာပျော်ရှင်စရာနေတဲ့တွေကိုပိုင်းဆိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်